တောတဲ့တောင်တဲ့ကိုရေဒီယိုသံတွေပြန်လာစေခြင်းနဲ့ရေဒီယိုကမောင်လမွေးငယ်ငယ်ကနားထောင်လို့ရတဲ့အရာလို့မထင်ခဲ့ပါဘူးရှဲ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 မြည်တဲ့အရာလို့ပဲမှတ်ခဲ့ပါတယ်မောင်လမွေးတို့ရွာမှာရှိတဲ့တလုံးနေသောရေဒီယိုကအတန်ကောင်းကောင်းထွက်တဲ့ရေဒီယိုမဟုတ်ခဲ့လို့ဖြစ်မှာပါခုခေတ်ရေဒီယိုတွေကတော့အတန်တွေကောင်းအောင်နေပါပြီခေတ်တွေပဲလို့ပြောင်းပြီးခေတ်မီပစ္စည်းတွေဘလောက်သုံးကြသုံးကြရေဒီယိုနားထောင်တဲ့အလေးကတော့ပြောင်းပြက်မသွားသေးတာကိုတွေ့ရပါတယ် အထူးသဖြင့်တောကကြီးရွာတွေတောထဲတောင်ထဲဆစ်ရှောင်းနေကြတဲ့ပြည်သူတွေဟာရေဒီယိုကိုနားထောင်တဲ့အလေးရှိကြပါတယ်။ဆီယနာသိမ့်ပြီးတဲ့နောက်မောင်လူမွေးတယောက်ရေဒီယိုနဲ့ပတ်သက်ခဲ့ရပါတယ်။2025ခုနှစ်မှာမောင်လူမွေးရေးတဲ့အစီအတွေကို Radio NUG ကနေအသံလွှင့်ပါတယ်။မောင်လူမွေးမှာရေဒီယိုမရှိတဲ့အတွက်ရေဒီယိုကနေတိုက်ရိုက်နားမထောင်ရပဲလိုင်းပေါ်ကနေပဲနားထောင်ရပါတယ်။မောင်လူမွေးနဲ့ကပ်ရက်နေတဲ့အိမ်ကဦးလေးကြီးတယောက်ကတော့သူ့ရဲ့ရေဒီယိုလေးနဲ့ ရေဒီယို NUG ရဲ့ညပိုင်းအစီအစဉ်တွေကိုနားထောင်နေရှိတာကိုသတိထားမိခဲ့ပါတယ်။မိုးဥရာသီတုန်းကမောင်လုံးဝဲတယောက်ဘောလုံးတွေချင်းလုံးတွေဝဲပြီးစစ်ဆောင်ကျောင်းကိုသွားခဲ့တယ်။စစ်ဆောင်ကျောင်းကိုရောက်တော့ကျောင်းထဲမှာကလေးတွေကံဖို့ဘောလုံးကွင်းကိုဂိုးတိုင်တွေပါအစင်သင့်နဲ့ပျောင်ရှင်းနေတာတွေ့ရတယ်။တနေ့ညတော့ကလေးတွေအတွက်အားကစားလုပ်ပေးတဲ့ကျောင်းရေဒီယိုကနေဆရာဆောင်နားထောင်ရတယ်။ဒါကြောင့်ဟာရေဒီယိုကတော့လာနေပြီနော်လောက်ကြစိုးဆိုပြီးဝိုင်းလုလိုက်ကြတာလို့ စစ်ဆောင်စခန်းတောင်းဝန်ခံကပြောပါလေ။အင်တာနက်မရှိတဲ့သူတို့စစ်ဆောင်စခန်းလေးတွေအတွက်တော့ရေဒီယိုဟာကဘာကြီးရဲ့အတန်းကိုကြားရတဲ့တခုလီသောပစ္စည်းဖြစ်ပါလေ။အထူးသဖြင့်ကိုယ်နိုင်ငံရဲ့တော်လိုင်းသတင်းတွေကိုကြားရတဲ့အားကိုးရာလည်းဖြစ်ပါလေ။တောတိုက်ကစစ်ဆောင်ပြည်သူတွေမောင်လုံမွေးကိုဖုန်းဆက်ပြီးပြောကြတဲ့ဖြစ်ပျက်ကလေးကိုလည်းအမှတ်ရနေပါလေ။သူတို့တောတိုက်ကစစ်ဆောင်ပြည်သူတွေရဲ့ဘဝကိုရေဒီယို NUG ကနေနားထောင်လိုက်ရလို့သူတို့ဘဝတွေကိုအလေးထားသူတွေရှိသေးတယ်ဆိုတော့ဝမ်းသာတဲ့ခန်းစားခြင်းနဲ့ဖုန်းဆက်ပြီး ဖုန်းလေးကနေဝိုင်းပြီးဝမ်းသာကြောင်းပြောကြတာပါ။နားထောင်ပြီးမျက်ရည်တောင်ကြားကြရတယ်လို့ဆိုတယ်။တကယ်တော့သူတို့စီကိုရောက်လာတဲ့တောချောင်းဆရာရဲ့စာရီရေဒီယို NUG ကနေအတန်လွှင့်နေဆိုတာအများစုကမသိကြပါဘူး။နားထောင်ပြီးလို့အကြောင်းအရာတွေအဖြစ်ပြက်တွေတူးနေလို့မောင်လူမွေးရေးတာဆိုတာကိုသိကြတာဖြစ်ပါတယ်။တောတောင်တွေကဆစ်ဆောင်ပြည်သူတွေဟာတရင်တွေတည်ရဖို့အတွက်ရေဒီယိုကိုအားကိုးနေရတာသိကြပါတယ်။ပြီးခဲ့တဲ့လပိုင်းကပဲ Radio NUG လေဆိုင်အတန်လွှင့်မှုတွေရန်လာတော့မယ်ဆိုတာတွေ့ရတော့ စစ်ဆောင်ပြည်သူတွေတော်တဲ့တောင်းတဲ့နေရတဲ့ပြည်သူတွေကျေးရွာကလေးကပြည်သူတွေအတွက်မောင်လူမွေးစိတ်မကောင်းဖြစ်ခဲ့ရတယ်။အင်တာနက်လိုင်းရတဲ့နေရာတွေမှာသတင်းဌာနပေါင်းများစွာကိုကြည့်လို့ရပေမဲ့တော်သူတောင်သားတွေကတော့ရေဒီယိုကိုပဲအားကိုနေကြပါတယ်။ရေဒီယို NUG လေလိုက်ထုတ်လွှင့်မှုစီစဉ်ချက်သွားတာဟာတန်းချီတဲ့ပြည်သူတွေအတွက်သတင်းနဲ့နှုပညာပြက်လက်သွားတာပဲဖြစ်ပါတယ်။အခုလကစပြီး NUG Radio Page ကိုလည်းဗန်နာရေးအခြေအနေရရန်နာတော့မယ်ဆိုတာသိရတယ်။ ဒါပေမဲ့ Radio NUG နေရာကနေမိုးမခမီဒီယာကအစီအစဉ်တွေလွှင့်ပေးမယ်ဆိုတာသိရလို့ Radio NUG ဟာအသက်ဆက်ခြင်းတဲ့အချိန်အလွယ်တကူပြန်ဆက်လို့ရနိုင်မယ်လို့မျှော်လင့်မိပါတယ်။မောင်လမွေးအနေနဲ့တော့ Radio NUG လေလိုက်လွှင့်တဲ့ကုန်ကြစည်တွေဤပညာတွေကိုနားလည်ဖို့လက်လန်းမမီပါ။ဒါပေမဲ့ Radio NUG လေလိုက်ကလွှင့်တဲ့အစီအစဉ်တွေကိုတော့ပြန်လာစေခြင်းနဲ့တောင်းရှိသူတွေစူးစမ်းလို့ဆောင်ပြီးစွမ်းနိုင်သူတွေကလည်းဝမ်းရစေခြင်းနဲ့တော်သူတောင်းသားတွေဆစ်ဆောင်ပြီးသူတွေရဲ့အသိပ္ပရင်းကိုဖွင့်တဲ့ စိတ်ခွန်အားပေးတဲ့စီစဉ်တွေအတွက်ဝိုင်းဝန်းလှူဒန်းကြစေခြင်းနဲ့စစ်ဆောင်တော်တိုင်းချောင်းကလေးဘေးကမိသားစုတစုဟာကိုဦးဆောင်စိုးရရဲ့ရေဒီယိုတန်လွင့်ချက်တွေကိုမျှော်နေကြမယ်။ကြောင်ကြားလေးကစစ်ဆောင်မိသားစုလေးကလည်းတိုက်ပွဲသတင်းတွေကိုသိကျင်ကြတယ်။တောင်ချင်းရင်တော်တိုင်းစစ်ဆောင်တဲကလေးကမြို့သမီးတွေကလည်းတော်လန်ဂီရကိုနားထောင်ကြည့်နေကြပါလေ။ကိုရဲ့စစ်ဆောင်ပြည်သူတွေတော်တဲ့တောင်တွေကပြည်သူတွေအတွက်လေးထားကြရင်ရေဒီယိုအန်ယူဂျီရဲ့လေလိုင်းအတန်ထုတ်လွှင့်မှုစီစဉ်တွေတော်တဲ့တောင်တွေရောက်အောင် ြန်လည်စူးစမ်းတင်ကြပါရခင်ဗျာမောင်လူမွေ Emmanuel Chronicle Novemba 9မြင်ွယ် ကြားဖြတ်နယ်မြေတွေတဲကတခုဖြစ်တဲ့ KK Park ဆောက်ဦးတွေအနာသိန်းစစ်တက်နဲ့ BGF ပူပေါင်းဖြက်စီအွန်လိုင်းကတဆင့်ကမ္ဘာတဝန်းကအင်တာနက်သုံးဆွဲသူတွေကိုပြစ်မှတ်ထားရှာဖွေပြီးငွေကြေးလိမ်လည်တဲ့ခေတ်သစ်ရာဇဝတ်ကကြားဖြတ်တွေအခြေဆိုင်လုကင်နေကြတဲ့နေရာတွေတဲကတခုဖြစ်တဲ့ KK Park မှာရှိတဲ့ဆောက်ဦးတွေကိုမိုင်းခွဲပြီးတမျိုးဆိုင်ရန်တရားတွေနဲ့တပုံဖြက်စီနေပြီးအဆောက်ဦးတရား40ကျော်နဲ့တရားတလုံးကိုဖြက်စီပြီးဖြစ်ကြောင်းအနာသိန်းစစ်တပ်ကသတင်းထုတ်ပြန်လာပါတယ် အော်တိုဘာလ19ရက်နေ့မှာစစ်တပ်ကဝင်ရောက်စီးနင်းခဲ့ကြောင်းပထမဆုံးအကြိမ်သတင်းထုတ်ပြန်ခဲ့ပါတယ်။ဂျူရုဆက်သွယ်ရေးအင်တာနက် Starlink ဘန်းတွေကွန်ပျူတာမော်နီတာတွေကိုဖျက်ဆီးတဲ့သတင်းဓာတ်ပုံတွေနဲ့အတူစာအုပ်တွေနဲ့လက်နက်ကင်တွေဝင်ရောက်နေတဲ့သတင်းဓာတ်ပုံတွေကိုထုတ်ပြန်ခဲ့ရမှာဆိုပါသတင်းဓာတ်ပုံတွေကစာအုပ်တွေမှာကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်ပတ်သက်သူတဦးတလေးမြမပါတာလဲထူးခြားချက်ဖြစ်ပါတယ်။ဒီသတင်းထုတ်ပြန်ပြီးနောက်ရက်တွေမှာ KK Park မှာရှိတဲ့ကြားဖြတ်လုပ်ငန်းလုပ်ကင်သူတွေ ကျေးကျွန်းသဖွယ်ပိတ်လောင်ထိမ့်သိမ်းထားပြီးအဓမ္မစီခိုင်းခံရသူတွေကြားဖြန့်လုပ်ငန်းမှာစီမံခန့်ခွဲမှု လုပ်ကိုင်နေသူတွေနဲ့ဇူပါကြားဖြန့်မြို့မှာဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူတွေအားလုံးဒီပါကစင်ကလေးအထွက်ခွာတင်းရှောင်းတဲ့တရင်တွေနေ့စဉ်ရက်ဆက်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်ခေခေဖခုဆုံးခွာပြီးထွက်ပြေးကြတဲ့သူတွေနဲ့ကြားဖြန့်လုပ်ငန်းရဲ့မန်နေဂျာတွေလာစာအကျိုးခံစားခွင့်တို့ရဲ့ဆွဲဆောင်မှုတွေကြောင့်မိမိသဘောဆန္ဒအလျောက်တွားရောက်လုပ်လုပ်ကိုင်ကြတဲ့မြန်မာနိုင်ငံသားတွေ ချို့သောနိုင်ငံသားတွေနဲ့အတူတားကောင်ဖြစ်ကြရောက်ခဲ့တဲ့နိုင်ငံအသီးသီးကလူတွေပါဝင်နေကြတာဖြစ်ပါတယ်။ဒီလိုထွက်ပြေးတိမ်းရှောင်သူတွေဟာမြရီမျိုးပေါ်၎င်းကတဆင့်ကရင်ပြည်နယ်ဖအံမျိုးထိုင်းမြန်မာနယ်စပ်မြင်တောင်ရင်မြစ်ပြတ်ကူပြီးထိုင်းနိုင်ငံမဲဆောက်မျိုးတို့စီပြန်ကျဲပြီးထွက်ပြေးကြရမှာ ချို့ကတော့မြန်မာအာဏာသိမ်းစစ်တပ်ကယာကနန်းနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ထိုင်းနိုင်ငံဘက်ကလည်းထောင်ထဲချီတဲ့တရုတ်နိုင်ငံသားနဲ့ခြားနိုင်ငံအသီးသီးကသူတွေပါဝင်ကြတာပါအခုလိုထိုင်းမြန်မာနယ်စပ်မြင်းတခြားတခုမကတဲ့ဂျာပက်လုပ်ငန်းလုပ်ကိုင်နေတဲ့နေရာတွေရှိနေကြတဲ့အထက်ကခေခေဖခုဘာကြောင့်ရွေးချယ်ပြီးစီးနေမောင်းထုတ်တာဖျက်ဆီးရှင်းလင်းရတယ်လဲဆိုတဲ့အချက်နဲ့ပတ်သက်လို့တော့အာဏာသိမ်းစစ်တပ်နဲ့ BGF တို့သာသိရှိနိုင်မှာဖြစ်ပါတယ် BGF ကထိန်းချုပ်တာပြီးဆက်လက်လဲပတ်နေတယ်လို့ယူဆရတဲ့ရွှေကုတ်ကုံမြို့ DKBA ကထိန်းချုပ်ထားတဲ့ကြောက်ခတ်ဒေတာ DKBA ကပဲထိန်းချုပ်ထားတယ်။ဖျားသုံးစုနယ်မြေကကြားဖြတ်လုပ်ငန်းတွေကဆက်လက်လဲပတ်နေစေဖြစ်ပါတယ်။အာနာသိန်းစစ်တပ်အနေနဲ့ပြီးခဲ့တဲ့လပိုင်းတွေကမြောက်ရီကော့ဂရိတ်အာရှလန်းကိုပြန်လဲထိန်းချုပ်ပြီးနောက်မှာမြောက်ရီမြို့ရဲ့တောင်ပိုင်းလေးကီကော်မြို့သစ်လက်ခတ်တောင်စားတဲ့အထက်မြမာနယ်စပ်ဒေတာတွေစီဆက်လက်ထိုးစစ်ဆင်ခဲ့တဲ့နောက် KNU KNL ဖွဲ့ကလွန်ခဲ့တဲ့9နှစ်ကျော်ဝန်းကျင်ကငှားရမ်းပေးခဲ့တဲ့ဆိုတော့ KK Park ကို ဇာပြတ်နေနေမှုပြစ်မှတ်တစ်ခုဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။စစ်တပ်က KGB ကိုနိုင်နေရှင်းလင်းခြင်းကြောင့်ဇာပြတ်လုပ်ငန်းနဲ့ပတ်သက်တဲ့နိုင်ငံတကာအာရုံစိုက်မှုတွေကို KNU ဖွဲ့ကပါဆွဲထင်လိုက်တဲ့သဘောလဲတက်ရောက်တာလည်းဖြစ်ပါတယ်။ KGB နေမည်ဟာမြေငားရင်ခဲ့တာဖြစ်ပေမဲ့လက်ရှိ KGB ကိုလုံခြုံရေးကာကွယ်ပေးထားတာက BGF ဖြစ်တာကြောင့်အနာဒိစစ်တပ်အနေနဲ့ BGF နဲ့ညှိနှိုင်းကအခုလိုလှုံ့ဆော်ခဲ့တဲ့သဘောလို့ယူဆရပါတယ်။ BGF နေနဲ့လည်းအခုနေစံကလေးကကြားဖြတ်ရာဇဝမှုတွေကိုကာကွယ်ပေးထားတဲ့ကိစ္စတွေအတွက်ထိုင်းနိုင်ငံကဖိအားပေးမှုတွေနိုင်ငံတကာအစိုးရအချို့ကပိတ်ဆို့မှုစီးရင်သွင်းတာတွေခံထားရတာကြောင့်ဒီဖိအားတွေကိုချော့ချဖို့ဒဇုံတစ်ခုနီလန်းရှာဖွေနေတဲ့အနေအထားလည်းဖြစ်ပါတယ်။ကြားဖြတ်ရာဇဝမှုတွေကြောင့်ထိခိုက်နေနိုင်ရတဲ့သူတွေကတရုတ်နိုင်ငံ၊အမေရိကန်ပြည်ထောင်စုနဲ့ဥရောပနိုင်ငံနဲ့အာရှနိုင်ငံအချို့တို့ဖြစ်ပါတယ်။တရုတ်နိုင်ငံနေနဲ့၎င်းတို့ရဲ့နိုင်ငံသားတွေဦးစီးဦးဆောင်လုပ်ကြတယ်။ကြားဖြတ်လိမ်လည်မှုနဲ့ နှိမ့်ဆက်ညင်မစီခိုင်းကြတဲ့ခေတ်သစ်ကြေကျုံလုပ်ငန်းတွေကိုနိုင်ငံကုန်သိခါဆဲဖို့နှိမ်နင်းစေလိုတာဖြစ်ပါတယ်။အင်တာနက်အွန်လိုင်းနဲ့ဆိုရှယ်မီဒီယာတွေခက်မစားခင် ကာလတွေက ရာဇဝတ်ခိုင်းတွေကနိုင်ငံပြတ်ကျော်လူမှောင်ခိုလုပ်ငန်းငွေရေးစေဝါကုန်ကူးတဲ့လုပ်ငန်းတွေနဲ့ရှေ့အာရှဥရောပနဲ့အမေရိကန်တိုက်တွေအထိဒုစရိုက်လုပ်ငန်းကွန်ရက်တွေဖြန့်ကျက်ခဲ့ကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်တခုဝင်းကျင် ကာလတွေမှာတော့ရခိုင်ဘဏ်အကောင့်တွေဘဏ်ကက်တွေကိုထိုးပေါင်းဝင်ရောက်ပြီးခိုးယူတာတွေထက် social media platform online မှာကရောင်းဝယ် website အတူတွေဖန်တီးလိမ့်လဲတာယင်းနှမြုံနှမှုလုပ်ငန်းအတူတွေဖန်တီးလိမ့်လဲမှုတွေကခေတ်သစ် online ရာဇဝတ်မှုလုပ်ငန်းဖြစ်နေပေါ်ထွက်လာပြီးလိမ့်လဲခရရတဲ့ပမာဏကတစ်နှစ်ထက်တစ်နှစ်တိတိကျကျမြင့်တက်လာပြီးဒေါ်လာဘီလီယံပေါင်းများစွာကနေ trillion ပမာဏအထိရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဒီလိုကြားဖြင့်ရာဇဝတ်ကိုင်းတွေကတရားဥပဒေစိုးမိုးမှုလျော်ရဲပြီးလက်နက်ကိုင်ဖွဲ့စည်းတွေသို့မဟုတ်ဆိုရတွေကိုယ်တိုင်ငွေကြေးဝေစုရယူပြီးကာကွယ်ရယူနိုင်တဲ့ ရှေ့တောင်အာရှနိုင်ငံတချို့မှာခြေဆိုင်ကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ရှမ်းပြည်နယ်မြောက်ပိုင်း၊ရှမ်းအရှိနဲ့ကင်းပြည်နယ်၊ဝန်ကြီးနယ်နဲ့ထိစပ်နေတဲ့မြန်မာထိုင်းနယ်စပ်တို့မှာအဓိကခြေဆိုင်ကြပါတယ်။ဝင်ထွက်ဖို့လွယ်ကူတာအင်တာနက်လျှက်စင်ပြီးဗန်စနစ်နောက်ခံစောင့်အုံတွေရှိတဲ့နေရာနဲ့လူစွမ်းအရင်းမြစ်တွေအများပြားရှိတဲ့နေရာတွေဖြစ်ပြီးတရားဥပဒေစိုးမိုးမှုလည်းမရှိတဲ့အခြေအနေကဒီလုပ်ငန်းမြင်မြန်စွာကြီးထွားကျေပြန့်လာစေတဲ့ကြောင်းရင်းခံတွေဖြစ်နေကြတာပါ။ချို့သောပူပေါင်းကြံစည်မှုသီအိုရီတွေကတော့ဈာဖြင့်ရာဇွေကိုင်းတွေရဲ့ ။အချို့ခေါင်းဆောင်တွေကိုတရုတ်နိုင်ငံကလျှို့ဝှက်သတင်းချက်လက်စုဆောင်ရယူပေးဖို့တချို့ဖြစ်နဲ့တုံးချခဲ့ပြီး၎င်းတို့ကြီးထွားလာခြင်းအနေအထားတစ်ခုမှာပြန်လည်နှိမ်နှင်းဖို့လှုံ့ဆော်လာတဲ့ဆိုတဲ့ဇက်ကြောင်တွေနဲ့ပြောဆိုကြတာတွေလည်းတွေ့ရတာဖြစ်ပါတယ်။အာနာရှင်ဆိုရတဲ့စစ်ဗျင်တွေအနေနဲ့စစ်ပွဲတွေဆင်နွှဲဖို့အာနာကိုခိုင်မြဲအောင်တည်ဆောက်ဖို့စံကျင်သူတွေရဲ့ခြေလှမ်းသတင်းချက်လက်တွေသိရှိနိုင်မှုအတွက်ဆိုဘယ်လိုရာဇွေ့ကိုင်းလက်နက်ကိုင်းဖွင့်နေမှုဆိုပေးယူလို့ဖို့ဝင်မလေးတာက ၎င်းတို့ရဲ့လှုပ်ထုံလုံနည်းတဘာဝတရက်လည်းဖြစ်တယ်လို့ဆိုရင်မမှားပါဘူးခုကေကေဖတ်ကိုဖျက်ဆီးတာဟာပြွတ်အုံတစ်ခုကိုဖျက်ဆီးလိုက်တယ်လို့သာဖြစ်ပြီးပြွတ်အုံကပြွတ်စိတ်တွေကတော့ခြားသောတီမီနေထိုင်နိုင်မဲ့နေရာအဆောက်အုံတွေကိုရှာဖွေပြီးစုဝေးတိဆောက်ကြအောင်မှတေချာဖြစ်ပါတယ်ရှင်။ မေရိကန်ထက်လွတ်တော်ကအစိုးရရန်ဆိုင်ထားမှုဆုံးသက်ရေးရှေ့တိုးပေါ်ဆောင်ခဲ့ပြီးတနင်္လာနေ့မှာကမ္ဘာ့တဝန်ရှယ်ယာဈေးကွက်တွေမှာဈေးပြန်တက်ခဲ့ပါတယ်။ American Ferret အစိုးရဝန်ထမ်းတွေစာနေခအကူအညီတွေနဲ့ပြည်ရင်းလေကြောင်းခီးသွွာလာမှုတွေကိုထိခိုက်လာခဲ့တဲ့ရက်40ကြာအစိုးရရန်ဆိုင်မှုကိုဆုံးသက်ဖို့ဖြစ်တာကြောင့်စီးပွားရေးနဲ့ယင်းနည်းမြုပ်နှံသူတွေကအပြည့်သဘောဆောင်တိုးတက်မှုလို့ရှုမြင်ကြပါတယ်။ဒါပေမဲ့ဒီဥပဒေကြမ်းကိုအောက်လွတ်တော်နဲ့သမ္မတဒေါ်နယ်ထရမ့်တို့ရဲ့အတီးပြုချက်လိုအပ်နေပါသေးတယ်။ တနင်္ဂနွေနေ့ကအထက်လွှတ်တော်ရဲ့ဆောင်ရွက်ချက်တွေကြောင့် American ရဲ့ Nasdaq Future ဈေးကွက်ဟာစနစ်ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပါတယ်။အာရှဈေးကွက်တွေကလည်းတနင်္လာနေ့ဈေးဖွင့်အပြီးမြင့်တက်ခဲ့ပါတယ်။အာရှပစိဖိတ်ရှယ်ယာရီရဲ့ MSCI အညွန့်ကိန်းဟာတိတိသမ300ခန်းလုံးမြင့်တက်ခဲ့ပြီးဂျပန်နိုင်ငံရဲ့ Nikkei အညွန့်ကိန်းဟာလည်းအလားတူမြင့်တက်ခဲ့ပါတယ်။ဟောင်ကောင်ရဲ့ Hansen အညွန့်ကိန်းကတော့တိတိသမ500ခန်းလုံးမြင့်တက်ခဲ့ပါတယ်။အာရှရှယ်ယာဈေးတွေမြင့်တက်ခဲ့တယ်လို့ပဲဥရောပဈေးကွက်တွေမှာလည်းမြင့်တက်ခဲ့ပါတယ်။ Pan European Store 600ကကနဦးအရာဝန်မှာတူတူသမားတရားခိုင်နှုန်းတက်ခဲ့ပါတယ်။ဒီ American အစိုးရရန်ဆိုင်ထားမှုဟာ American စီးပွားရေးပေါ်ပေါ်ပြီးစိုးကျိုးတက်ရောက်စေပြီးလေစိတ်တွေတရားဥပဒေစိုးမိုးရေးနဲ့ American စစ်တပ်အထိ Federal ဝန်ထမ်းတွေလာစားမရသေးပဲဖြစ်နေတာပါ။ဆိုရရဲ့စီးပွားရေးနဲ့ဆိုင်တဲ့အချက်လက်ထုတ်ပြန်မှုနှေးပါလာတဲ့ကိစ္စကိုလည်း American ဘ ਹੁ ဘန်ကကင်တွယ်ဖြေရှင်းနေရပါတယ်။ Emiro စီးပွားရေးဂျမေကယ်မန်ဟက်ဆက်ကဒီအစိုးရလုပ်ငန်းများရဲ့ဆိုင်ထားမှုဆက်ဖြစ်နေမယ်ဆိုရင် မရိကန်နိုင်ငံရဲ့နောက်ဆုံး3လပဲ GDP ဟာအနောက်ဘက်ကိုပြနိုင်တယ်လို့သတိပေးပြောကြားထားပါတယ်ရှင်။ အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီမှာရဲတပ်ဖွဲ့ကဆန္ဒပြခွင့်ပြုချက်မရှိဘူးလို့ပြောဆိုပြီးဆန္ဒပြသူတွေကိုထိန်းသိမ်းခဲ့ပါတယ်။ဒီဆန္ဒပြပွဲဟာမြို့တော်ရဲ့လေထုညဉ့်ညက်မှုအကြက်တဲကိုကင်တွဲဖြည့်ရှင်းဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ဆောင်းရာသီတိုင်းမှာအန္တရာယ်ရှိတဲ့မြို့ကိုတွေကမိုးကုတ်ဆောင်းဝိုင်းကိုဖုံးလွှမ်းနေပါတယ်။ကန်ဆာဖြစ်စေနိုင်တဲ့အမုံမွှားလေးတွေရဲ့ပမာဏဟာတခါတည်းရန်ကုလသမဂ္ဂရဲ့နေစဉ်ကျန်းမာရေးကန့်သတ်ချက်ထက်အဆ60%ထိမြင့်တက်လာပါတယ်။အတန်ထွက်ဖို့ကရည်ကြီးပါတယ်။ ကျွန်တော်တို့ရှူရှိုက်နေတဲ့လေကအရန်ညင်ညင်လာတာကြောင့်အသက်ရှင်နေထိုင်ဖို့တော့ခက်ခဲလာပါပြီအခုမပြောရင်ဘယ်တော့ပြောမှလဲလို့ဆန္ဒပြသူတူကပြောပါတယ်2019 2018ခုနှစ်တွေမှာလူတွေကနှာခေါင်းစည်းတွေကိုပုံမှန်စတင်အသုံးပြုခဲ့ကြပါတယ်တနည်းပလုံလေတူကမကောင်းခဲ့ပါဘူးဆောင်းရသည့်တိုင်းမှလည်းမကောင်းခဲ့ပါဘူးပိုပြီးဆိုးရွားလာရုံပါပဲ ဆောင်းရာသီမှာနှကောင်းစည်းဒါမှမဟုတ်လေတန်းစင်စံပါပါပဲဒေးလီမှာနေထိုင်ဖို့မဖြစ်နိုင်တဲ့အခြေအနေကိုရောက်နေပါပြီလို့နောက်ထပ်ဆန္ဒပြသူတွေကပြောပါတယ်။တင်းနင်းကနေနေမှာဆန္ဒပြသူတွေစုဝေးခဲ့တဲ့အထိတ်မှန်အိန္ဒိယဂိတ်ပတ်ဝန်းကျင်မှာ PM 2.5အမှုန်မွှားပမာဏဟာနေ့စဉ်အများဆုံးပမာဏထက်73ဆကျော်မြင့်တက်နေခဲ့ပါတယ်။အစိုးရရဲ့ရည်ရွယ်ဆောင်ရွက်မှုတွေဟာတိတာထင်ရှားတဲ့တက်ရောက်မှုမရှိခဲ့ပါဘူး။ရုပ်ကျွင်းလောင်စာသုံးသေယူပို့ဆောင်ရေးကိုဒစိမ့်တပိုင်းကန့်သက်တာတွေနဲ့ လေထဲကအမုံမွှားတွေကိုဖယ်ရှားဖို့ရေမှုတ်ကားတွေနဲ့ရေဖြန်းတာတွေပါဝင်ပါတယ်။ပြီးခဲ့တဲ့နှစ်သိပ္ပံဂျာနယ်တစ်ခုဖြစ်တဲ့ Lancet Planetary Health မှာထုတ်ပြန်ခဲ့တဲ့လေ့လာမှုတစ်ခုအရ2008ခုနှစ်ကနေ2019ခုနှစ်အတွင်းအိန္ဒိယမြို့ကြီးဆယ်မြို့မှာတည်ဆုံးခဲ့သူ3.6တန်းကိုခွဲခြမ်းစိတ်ဖြာခဲ့ရမှာ။နေ့စဉ် PM 2.5ထိတွေ့မှုနဲ့တည်ဆုံးနိုင်ခြေတိုးလာမှုကြားမှာတည်တာတဲ့ဆက်ဆက်မှုကိုတွေ့ရှိခဲ့ပါတယ်။ကလေးတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါအပြင်းထန်ကူးစက်ခံရနိုင်ခြင်းအများဆုံးတွေကတစ်ခုဖြစ်တယ်လို့ကုလသမဂ္ဂကသတိပေးထားပါတယ်ခင်ဗျာ။ ကမ္ဘောဒီးယားနဲ့နယ်စပ်မှာမြေမြုံပိုင်းပုံကွဲမှုဖြစ်ပြီးထိုင်းတပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာရှိခဲ့ပြီးတဲ့နောက်မှာကမ္ဘောဒီးယားနဲ့ငြိမ်းချမ်းရေးစာချုပ်ဖော်ဆောင်မှုတွေကိုဆိုင်းငံ့လိုက်ပြီလို့ထိုင်းဝန်ကြီးချုပ်ကတလင်းလာနေကပြောပါတယ်။ပြီးခဲ့တဲ့လကနိုင်ငံကောင်းဆောင်တွေအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ရှေ့မောက်မှာငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တာပါ။နိုင်ငံရှေ့မြောက်ပိုင်းကစစ်စာကက်ခရိုင်နဲ့ကမ္ဘောဒီးယားနယ်စပ်မှာတလင်းလာနေမနက်ပိုင်းမှာပုံကွဲမှုဖြစ်ပွားခဲ့တာမှာ။ ထိုင်းစစ်တပ်နှစ်ဦးတန်းရရှိခဲ့ကြပြီးတဦးကခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ထိုင်းစစ်တပ်ကပြောပါတယ်။ဒီဖြစ်ရပ်ဟာထိုင်းမျိုးသားလုံခြုံရေးဘော်ရန်လုံမှုမလျော်ပါသေးဘူးဆိုတာပြသနေတယ်လို့ဝန်ကြီးချုပ်အနုထင်ကသတင်းထုတ်တွေကိုပြောပါတယ်။လေဆက်ချင်းနေရှင်းရှင်းလင်းလင်းမရှိသေးခင်ထိထိုင်းနိုင်ငံကငြိမ်းချမ်းရေးသဘောတူညီချက်ကိုဖော်ဆောင်နေတဲ့စီမံတွေကိုရပ်ဆိုင်းထားမယ်လို့လည်းဝန်ကြီးချုပ်ကပြောပါတယ်။ဒါနဲ့ပတ်သက်လို့ကမ္ဘောဒီးယားဆူရဘက်ကတော့ဘာမှတုံ့ပြန်ခြင်းမရှိသေးပါဘူး။ပြီးခဲ့တဲ့ဇူလိုင်လက ထိုင်းနဲ့ကမ္ဘောဒီးယားတပ်တွေလူဒါဇင်နဲ့ကြီးတေဆုံးခဲ့တဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးမလေးရှားနဲ့တမရထရန့်တို့ရဲ့ဂျောင်းဝင်စစ်ဆင်မှုနဲ့ရင်းချင်ရေးကြေညာချက်ကိုလက်မှတ်ရေးထိုးခဲ့ကြတာပါဒီသဘောတူညီချက်မှာနေဆက်ကနေနှစ်ဖက်လက်နက်ကြီးတွေပြန်လည်ယူသိမ်းမှုနဲ့နေဆက်မိုင်းရှင်းလင်းရေးအတွက်နှစ်ဖက်တပ်တွေပူးပေါင်းဆောင်ရွက်ဖို့အချက်တွေပါဝင်ပါတယ်ခင်ဗျာ